ဒုက္ခကောင်အငားအယံတွင် ဖြစ်ပွားခဲ့သည့်လူတက်မှုတရားခံအုပ်ဟန်စီရမိ2025ခုနှစ်ဇွန်လ22ရက်၏နနက်ခင်းစောပိုင်းဟာဒုက္ခကောင်အင်ယာရှိတိုက်44အခန်းမှ203နေအတွက်တွေးစွန်းသောညတညဖြစ်ခဲ့ပါသည်ထိုညကအသက်53နှစ်ရွယ်ဦးနေလင်းနဲ့၎င်း၏ဇနီးအသက်33နှစ်ရွယ်ဒေါ်နှင်းယူအောင်တို့ဟာမိမိတို့ရဲ့နေအိမ်ခန်းတွင် ငိမ့်ချမ်းစွာအိပ်ပျော်နေခဲ့ကြပါဗျ။အဲ့ဒီငိမ့်ချမ်းမှုဟာအနက်ရောင်မင်းနဲ့ပုံစော်ထားတဲ့အမျိုးသားနှစ်ဦးဝင်ရောက်လာချိန်မှာတော့ပျက်စီးသွားခဲ့ရပါဗျ။၎င်းတို့ဟာအိပ်ပျော်နေသောဇနီးမောင်နှံတို့ကိုလယ်ဘင်းများညှစ်တက်ရန်ဂျိုးပန်းခဲ့ကြပါဗျ။ရုတ်တရက်အသက်ရှူကျက်လာသဖြင့်နိုးထလာသောဇနီးမောင်နှံတို့ဟာအသက်ရှင်ရေးအတွက်ရုန်းကန်ခဲ့ကြပါဗျ။အဲ့ဒီချိန်မှာတိုက်ခိုက်သူတို့ကမိဘကန်းတဲ့သူ့ကိုပြေးဝင်သွားပြီး ဓာတ်ချောင်းကိုဆွဲယူလာခဲ့ပါတယ်။အဲ့ဒီဓာတ်ဖြင့်ဦးနေလင်းနဲ့ဒေါက်နှင်းယူအောင်တို့ကိုအချက်ပေါင်းများစွာအကြိမ်ကြိမ်ထိုးနှက်ခဲ့ပြီးနောက်လူသက်သမားနှစ်ဦးဟာအမောင်တို့တွေကိုထွက်ပြေးတိမ်းရှောင်သွားခဲ့ပါတယ်။သူရိုက်နဲ့လက်ကျကြံရစ်ခဲ့သောဦးနေလင်းမှာဝဲရင်အောင်တွင်25ချက်၊လယ်ပင်တွင်3ချက်၊ရှားနဘေးတွင်3ချက်စသည့်ထိုးသွင်းတံရများဖြင့်အခင်းဖြစ်ပွားရာနေရာမှာပဲပွဲချင်းပြီးတည်ဆုံသွားခဲ့ပါတယ်။ ဒေါ်နေယူအောင်မှာလဲဝဲနှဖဲတွင်၅ချက်၊ရာလက်ဖြန်တွင်၃ချက်၊ဝဲချစ်စလုံးတွင်၃ချက်စသည်ဖြင့်ပြင်းထန်သောတံရများရရှိခဲ့ပြီးသင်္ကန်းကျွန်းပြည်သူစေယုံကြီးတို့ပို့ဆောင်ကူတာခဲ့ရပါတယ်။ဒီရက်ဆက်ကြံကြုတ်သောအမှုနဲ့ပတ်သက်၍တကုံမျိုးတစ်တောင်ပိုင်းမျိုးမရဲစခန်းတွင်ဇာတတကြီးပုံမှ300 326ဖြင့်အမှုဖွင့်ပြီးတရားခဏ်များဖမ်းဆီးရမိရေးအတွက်ရက်တက်ဖွဲ့ရ အပြင်းထန်စုံစမ်းစစ်ဆေးမှုများစတင်ခဲ့ပါတယ်။မြန်မာနိုင်ငံရဲတပ်ဖွဲ့ဟာ အခင်းဖြစ်ပွားရာနေရာကိုစစ်ဆေးခြင်းအသင်ငါသူများကိုစစ်ဆေးမေးမြန်းခြင်းများအဆက်မပြတ်ဆောင်ရွက်ခဲ့ကြပါတယ်။စုံစမ်းစစ်ဆေးမှုများပြုလုပ်ရင်အခန်းမှတ်204မှ အခန်းပိုင်ရှင်ကျောင်း53နှစ်နဲ့အခန်းမှတ်202နေမင်းစော်ခေါင်မင်းမင်း58နှစ်နှစ်ဦးတို့ကိုရဲတပ်ဖွဲ့ရတတိထားမိခဲ့ပါတယ်။ မင်းစော်ခေါ်မမင်းဤလက်ကင်ဖုံးကို စစ်စစ်ကြည့်ရှုရာဥနေလင်းပိုင်ဆိုင်သည့် Toyota Bit ခဲအောင်ကားပုံကိုကိုမြင့်သူကလော့အမည်ရှိသူတို့ထံလိုင်စင်မဲ့ကားရောင်းရန်ရှိသည်ဟုဖေးပို့ထားသည့်မတင်ငါဝဲစာကို တွေးရှိခဲ့ရပါသည်ဒီတဲလွန်စာကိုအခြေခံ၍ရက်တက်ဖွဲရ၎င်းတို့နှစ်ဦးအားချက်ချင်းဖမ်းဆီးကာအသေးစိတ်စစ်ဆေးမေးမြန်းခဲ့ပါသည်ဖမ်းဆီးရမည်သူကြော်အောင်ဤထွက်ဆိုချက်အရ၎င်းဟာ မဲပေါ့ရရရှိထားသော အခန်းမှ204ကို ကိုယ်တိုင်နေထိုင်ခြင်းမပြုဘဲအခြားသူတို့အားငားယမ်းထားခဲ့ကြအောင်ပေါ်ပေါက်ခဲ့ပါတယ်။အဲဒီလိုတရားမဝင်ငားယမ်းထားခြင်းကိုဦးနေလင်းကအင်ယာကော်မတီတို့တိုင်တန်းခဲ့တဲ့ဖြစ်အင်ယာကော်မတီကစီကန်းနဲ့မညီပါက တိုက်ခန်းကိုပြန်လည်တင်းယူမည်ဟုကျော်အောင်ကိုတတိပေးခဲ့ပါတယ်။ဤသို့တတိပေးခံရခြင်းကြောင့်ကျော်အောင်ဟာဦးနေလင်းပေါ် ပြင်းထန်စွာအညှိုးထားခဲ့ပါတယ်။ဒီမကျေနပ်မှုကိုအခြေခံ၍ဦးကျော်အောင်ဟာဦးနေလင်းအားတက်ရန်ကြံရွယ်ခဲ့ပြီး၎င်း၏တငယ်ချင်းဖြစ်သူမင်းဆောင်ခေါ်မင်းနှင့်ဇွန်လ20ရက်နေ့တွင်အခမ်းအမတ်204နိုင်တွေ့ဆုံကလူတက်ရန်အသေးစိတ်တိုင်ပင်ခဲ့ကြပါတယ်။ဇွန်လ21ရက်နနက်2နာရီမှာကြိုတင်ကြံစီထားတဲ့အတိုင်းကျော်အောင်နဲ့မင်းဆောင်ခေါ်မင်းနှုတ်နှစ်ဦးဟာအနက်ရောင်မျက်နှာဖုံးများဝတ်ဆင်၍ ဘုနေလင်း၏အခမ်းအနက်203တွင်သို့နောက်ဖဲပြတင်းပေါက်မှတဆင့်ဝင်ရောက်ခဲ့ကြပါသည်။ဝင်ရောက်ပြီးရတဲ့တပြိုင်နက်မင်းစော်ခေါမင်းမင်းဟာ၎င်းအသင့်ယူဆောင်လာတဲ့ဓာဦးကျုံကိုမြို့ဝကန်ဘေးစင်ပေါ်မှာတင်ထားခဲ့ပါသည်။ထို့နောက်၎င်းတို့နှုတ်ဟာအိတ်ခမ်းတွင်ဝင်ရောက်ကာကျော်အောင်ကဦးနေလင်းအား၎င်းမင်းစော်ခေါမင်းမင်းကဒေါ်နှင်းယူအောင်အား၎င်းလက်ဘင်းမြည့်၍တက်ရန်ကြိုးပမ်းခဲ့ကြပါသည်။ ဇနီးမောင်နှံအူကအသက်ကုန်လို့နေပါရောင်းကန်၍ပြန်လဲတိုက်ခိုက်လာတော့ခါမင်းစော့ခေါ်မမင်းဟာမိဘကန်တဲ့သူပြန်ပြေးဝင်၍စောစောကထားခဲ့သောတဦးကြောင့်ကိုယူဆောင်လာခဲ့ပါတယ်။အဲ့ဒီဓာတ်နဲ့ဒေါ်နေယူအောင်နဲ့ဦးနေလင်းတို့ဟာအချက်20ခန့်ထိုးနှက်ခဲ့ပါတယ်။၎င်းနောက်မှာတော့ဦးကြောင့်အောင်ကထိုးဓာတ်ကိုဆက်ယူ၍ဦးနေလင်းဟာအချက်20ခန့်ထပ်မံထိုးနှက်ခဲ့ပြန်ပါတယ်။ လူတမ်းမှုကျွလွန်ပြီးနောက်၎င်းတို့နှစ်ဦးဟာဦးနေလင်းနဲ့ဒေါ်နေယူအောင်တို့ပိုင်ဆိုင်နဲ့လက်ကင်ဖုံသုံးလုံးနဲ့တက်ဘလက်တစ်လုံးတို့ကိုယူဆောင်ကမိဘကံပြတင်းပေါက်မှ ပြန်လည်ထွက်ပြေးခဲ့ပါတယ်။ရတဖက်ဤစုံစမ်းမှုများအရအခန်းမှ204အတွင်းမှ၎င်းတို့ယူဆောင်သွားတဲ့လက်ကင်ဖုံသုံးလုံးတက်ဘလက်တစ်လုံးပြမှုကျွလွန်စဉ်ကအသုံးပြုခဲ့သည့်အယိုးသွားကိုလမခန့်ရှိတအူးချွန်တစ်ချောင်းနဲ့ဆက်ဆက်ပစ္စည်းများအား ြန်လည်တင်းစီရမိခဲ့တယ်လို့သိရပါတယ်။တိုက်ခန်းအင်အားကော်မတီတို့တိုင်ကြားခဲ့တဲ့ကိစ္စအားအခြေခံကလူတက်ရန်ကြိုတင်ကြံစီပြီးညအချိန်တိုက်ခန်းတွင်ဝင်ရောက်၍လူတက်မှုကျူးလွန်ခဲ့သူဦးကျော်အောင်နဲ့ပူအောင်ပါဝင်ကျူးလွန်ခဲ့သူမင်းစော်ခေါ်မမင်းတို့နှစ်ဦးအားရတက်ဖွဲ့ဝင်များကအောင်မြင်စွာဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ပြီပဲဖြစ်ပါတယ်။ဖမ်းဆီးရမိသူနှစ်ဦးအားဥပဒေနဲ့ညီထိရောက်စွာအရေးယူနိုင်ရေးဆက်လက်ဆောင်ရွက်လျက်ရှိတယ်လို့သိရပါတယ်။